ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ master key ကိုပြန်လည်များပြီးတော့มาဖြစ်ပါတယ်ဗောနော် master key ပင်ရှိ key ဖြစ်ပါတယ်ကျွန်တော်တို့ဒီနံပါတ်စဉ်ကတော့9ဇာတ်နည်းစာပြီးတော့ပြပေးထားရှင်းဖြစ်ပါတယ်ဗောနော်နံပါတ်90 51 52ကနည်းစာပြီးတော့ပြပေးထားတာဖြစ်ပါတယ်ပင်ရှိ key မို့ဒူ master key လို့ပြောထားတာဖြစ်တယ်ဗောနော် โอเคနံပါတ်90မှာဆိုရင်ခွန်ကိုတက်မှာပေါ့နော်အဲ့မှာကိုရှောင်းနစ်ဆိုတဲ့အတွက်ကြောင့်မို့ကိုဒလုံးထိတ်စီဖြစ်ပါတယ်ခွန်ကိုတက်တဲ့ကကိုပေါ့နော်ကိုကိုထိတ်စီကိုချောင်းနစ်ဖြစ်ပါတယ်နံပါတ်90နဲ့တင်ပါဆိုရင်တွင်နေ့အရာပေါ့နော်တင်ရှာတွင်နေ့အရာကျွန်တော်ရှင်းတုံညာနေကိဆွေးပြရတယ်ပေါ့နော်တုံညာလေးလေးဆိုတဲ့အတွက်တုံညာတစ်လုံးထိပ်ပေးဖြစ်ပါတယ်ပြီးရင်9 3မှာပေါ့နော်အဲ့ဒီမှာတော့နေ့နေ့တင်ဆိုတဲ့အတွက်တစ်ကအပိတ်ဖြစ်ပါတယ် ရှစ်တုံများနဲ့အစုံဖြစ်ပါတယ်။အဲဒီမှာတော့ရှစ်လေးသုံးဆိုတဲ့အတွက်ရှစ်ဒီထိစီဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်ကိုတစ်တုံမမကနန်းပေါ့နော်။အဲဒီမှာရှစ်ချောင်းသုံးဆိုတဲ့အတွက်သုံးဒီအပိတ်ရှစ်ချောင်းသုံး။နံပါတ်55မှာတော့ခွန်ကိုငါခွန်ကိုကီးပေါ့နော်။နှစ်တုံများကိုဆိုတဲ့အတွက်ကိုအပိတ်ကိုတစ်တုံကီးမှာခွန်ခွန်ကိုကိုဒီလေအပိတ်ဖြစ်ပါတယ်။ပြီးရင်တော့နောက်ထပ်တစ်ပြင်မှာ39ခွန်ကီးဖြစ်ပါတယ်။ ခွန်တုံများတုံများဆိုတဲ့အတွက်အဲ့ဒီမှာတော့ခွန်ထိပ်စီဖြစ်ပါတယ်။ခွန်ကိုတိအထီကိမှာ3ခွန်ခွန်ဆိုတဲ့အတွက်ခုနှစ်တလုံးကအလေနဲ့အပိတ်နေရာဖြစ်ပါတယ်။ပြီးရင်နင်းလေးရှောက်အထီကိပေါ့နော်။6 4ဆိုတဲ့အတွက်၄ကအပိတ်နေရာဖြစ်ပါတယ်ခင်ဗျာ။ချောက်ရှိတုံများကိမှာတော့9 6 3ဆိုတဲ့အတွက်6ဒီအလေထိုင်ဖြစ်ပါတယ်။နံပါတ်60နဲ့တင့်မှာ8တုံများနဲ့အစုံကနန်းအထီကိ3လုံးဖြစ်ပါတယ်။ 6608အလဲဖြစ်ပါတယ်ခွန်ကုတ်တိမာကနန်းမှာကြတော့ခုနှစ်တလုံး2 2ခွန်ဖြစ်ပါတယ်39ခွန်မာကနန်းအထီးကီးသုံးလုံးမှာ3883ထိပ်စီပေါ့နော်ကုတ်တိ3အထီးကီးမှာကြတော့3ထိပ်စီပဲ3ရယ်9ရယ်ဆိုပြီးတော့33များကုဖြစ်ပါတယ်39ခွန်အထီးကီးမှာတော့3ရယ်9ရယ်35နေဖြစ်ပါတယ် 60နဲ့5ကြိမ်အထိပြောင်းပြင်လုံးဝမရှိသေးတော့ပင်ရှင်မစတာအထီးကြီးဖြစ်ပါတယ်ခင်ဗျာဒီ6လျှောက်နှစ်ကနေစပြီးတော့ပြပေးထားတယ်ပေါ့နော်တုံညာလေးလေးနိနေတဲ့ရှစ်လေးတုံရှစ်လျှောက်တုံနိတုံညာကိုခွန်ခွန်ကိုခုနှစ်ရာ3ခွန်ခွန်ရှစ်ကိုလေး963ရှောက်ရှစ်ခွန်နိနေခွန်3ရှစ်ရှစ်တုံတုံညာကို35နေပေါ့နော်60နဲ့5ကြိမ်အထိဒီကီတုံလုံးပြပြင်လုံးဝမရှိသေးဘူးခင်ဗျာ โอเคဒါဆိုရင်တူရဲ့တွဲညစ်ကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်ဒီ963တပင်ကနေ68ခွန်းတပင်ကိုလေ့လာကြည့်မယ်ခင်ဗျာဒီခုနှစ်နာကျင်ပေါင်းဆက်လေးလေးနဲ့5ပေါင်းရှင်းဒီ9ဖြစ်ပါတယ်3နာကျင်6 3နာကျင်6ဆိုတော့ပေါင်းရှင်း7နှစ်95ပေါင်း10 5ကိုက74 8ရှင်းနဲ့ခွန်ပေါင်းတာ15ခုနှစ်နှစ်ကြိမ်က74 3နှစ်ကြိမ်ပေါင်းတာ6ပေါ့နော်6နဲ့7နဲ့ထပ်ပေါင်းလိုက်မယ်ပေါ့နော်74ဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ကိုးနဲ့ဒီနင်းနဲ့ပေါင်းတာက7တင်းနဲ့ဒီ4ပေါင်းက9နဲ့9ပေါင်း30 4နဲ့4ပေါင်းရှင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ6ကိုနင်းနဲ့ပေါင်းရင်30တုံမြကိုလည်းနင်းနဲ့ပေါင်းတော့2 8တုံမြနဲ့အထီးကီး3လုံးဖြစ်ပါတယ်အဆုံးကနန်းဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီပြမှာက6 8ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့8တုံမြနှစ်ထဲက8တလုံး8အလဲ6 8ခွန်ဖြစ်ပါတယ်ခင်ဗျာ โอเคဒီနေ့အတိုင်းပဲကျွန်တော်ဒီနောက်ထပ်တပင်ကိုလေ့လာကြည့်မယ်ပေါ့နော်ဒီခုနှစ်ကိုနှစ်ချိန်ပေါင်းထားတဲ့အတွက်6 6ခုမှာကိုယ့်ကိုနှစ်ချိန်ပေါင်းမယ်ထိတ်မှာတစ်ချိန်အပိတ်မှာနှစ်ချိန်ပြီးရင်နှစ်ချိန်တစ်ချိန်တစ်ချိန်နှစ်ချိန်တို့နှစ်ချိန်ပေါင်းမယ်နှစ်ချိန်နှစ်ချိန်အပေါင်း10ဖြစ်ပါတယ်ဒါဆိုရင်10နဲ့6ပေါင်းတာက14ရမယ်ပေါ့နော်ခွန်3ပေါင်း30ခွန်3ပေါင်း30တုံများရမယ် 9နာချိန်30 639ပါနော်9နာချိန်ပေါင်းတာ7 3ညနဲ့ဒီ6နာချိန်7နိနဲ့ဒီချင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်69ပေါင်း73 3လေးပေါင်း9ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ခွန်9ဒီမာကနန်အထီးကီ3လုံးစုပြီးဖြစ်မယ်ပါနော်ခွန်9ဒီမာကနန်အထီးကီ3လုံးမှာ68ခွန်ပြီးတော့နိနဲ့ခွန်ဆိုတဲ့အတွက်အထီးကီ9တလုံးကအပိတ်ဖြစ်ပါတယ် ခုနှစ်အပိတ်နိနိခွန်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနိနိခွန်တပြားနေထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်6ကိုနှစ်ချိန်ပေါင်းမယ်နိထိတ်မှာတစ်ချိန်ပေါင်းမယ်တို့နှစ်ချိန်ပေါင်းမယ်နှစ်ချိန်ပေါင်းမယ်ပြင်နှစ်ချိန်တို့နှစ်ချိန်တစ်ချိန်နှစ်ချိန်နှစ်ချိန်အပေါင်း10ပေါ့နော်โอเคဒီ6နှစ်ချိန်7နှစ်နဲ့ပေါင်းတာလေ9နှစ်ချိန်ပေါင်း14 8နှစ်ချိန်16ဆိုတော့ပေါင်းရှင်း3ည တောင်းနှကြိမ်6လေးနဲ့ပေါင်းရင်10တိတလုံးကြံမယ်ပေါ့နော်လေးလေးနဲ့လေးပေါင်းတာက8လေးနဲ့ကြိမ်က8ခုနှစ်နဲ့ကြိမ်14ကို8နဲ့ပေါင်းရင်10နှစ်ပေါ့နော်ဒါဆိုရင်လေးနဲ့တိပေါင်းက9နဲ့8ပေါင်း73 6နှစ်နှစ်ပေါင်းဟာ30ဆိုတော့ကျွန်တော်ဒီမှာ3တလုံးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ရာလရေ3ကိုနှစ်နဲ့ပေါင်းတာ9 9ကိုလည်းနှစ်နဲ့ထပ်ပေါင်းတာခွန်း3 9ခွန်မာကနန်အထီးကီ3လုံးပါ။ 3ရှိရှိဆိုတဲ့အတွက်ကြောင့်မို့3 D ထိပ်စီ3ရှိရှိဖြစ်ပါလေ Okay 3ရှိရှိတပြေကနေအပေါ်ကယူတဲ့နေ့တိုင်းပဲပေါ့နော်သူ့ကိုနှစ်ချိန်ပေါင်းမယ်တစ်ချိန်နှစ်ချိန်လေးတစ်မှာယူတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီအပေါ်ကယူတဲ့နေ့တိုင်းပဲဖြစ်ပါလေဒါဆိုရင်ဒီတော့ဒီ3ဟာ3ချိန်ဆိုတော့6ပေါ့နော်ရှင်းနှစ်ချိန်16ရှင်းနှစ်နှစ်ပေါင်း36နှစ်ချိန်7နှစ် နေ့ကိုဒီ6နဲ့ပေါင်းတာကချစ်ခုနှစ်နဲ့ကြိမ်ကဆက်တယ်6နဲ့ကြိမ်ဆက်နေဖြစ်ပါတယ်ဒီရှင်းနဲ့ထပ်ပေါင်းမယ်ပါနော်ဆိုတော့9နဲ့6ပေါင်း55 9နဲ့2ပေါင်းရှင်းခွန်9နဲ့6ပေါင်း55 9 4ပေါင်း9 9နဲ့ပေါင်းတာ7တင်းနဲ့6ပေါင်း9ဆိုတဲ့အတွက်9တိ3မကနအထီးကီ3လုံးမှာ3 3ည9ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့အထီးကီ3 9 9ပေါ့နော်3ဒီ ထိတ်စီကိုကအပိတ်တုံတုံညာကိုစပီးကီးနှလုံးစလုံးဖြစ်ပါတယ်တုံတုံညာကိုတပင်ဟာနေ၃၅နှစ်တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်တစ်ချိန်တစ်ချိန်နှစ်ချိန်ဒုနှစ်ချိန်ပေါင်းမယ်ပေါ့နော်နှစ်ချိန်ပေါင်းမယ်နှစ်ချိန်ပေါင်းမယ်ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်โอเคဒီမှာတော့9နှစ်ချိန်78ပေါ့နော်7နှစ်3ပေါင်းတာ73တက်က3ချိန်ဆိုတဲ့အတွက်3ဖြစ်သွားမယ်ပေါ့နော် သုံးရမယ်၈နှစ်ကြိမ်က16ဖြစ်သွားမယ်ပေါ့နော်၆ပဲရမယ်9နှစ်ကြိမ်18ကိုတင်းနေပေါင်းတာ19ကိုပဲရတယ်ပေါ့နော်၄၄တင်းပေါင်းခြင်းက9နှစ်ကြိမ်က3ည6နှစ်ကြိမ်12နှစ်နဲ့10ပေါင်း10 shaw 9 bang 15 9 nai 9 bang 30 ti ma 3 dalong chan ne bo no da chaung mo 3 ko ni bang so yin ga 9 ni bang khon 3 9 khon ti ma 3 9 ni so de twa chaung mo အထီးကီ၃ကတော့ထိတ်၅ကတော့အလေးဆိုပြီးတော့ကီနှလုံးစလုံးဖြစ်ပါတယ်၃၅ခုကီ၃၅နေပါတော့ဆက်တဲ့ချိန်အတွက်ဒီကုဝနှစ်ချိန်တစ်ချိန်နှစ်ချိန်နှစ်ချိန်တစ်ချိန်တစ်ချိန်နှစ်ချိန်နှစ်ချိန်ပေါင်းမယ်ပြီးရင်တစ်ချိန်ပြီးတော့နှစ်ချိန်စီပေါင်းပြီးတော့ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ရှင်းနဲ့၃ပေါင်းတာ၁၁၄၄ပေါင်းတာ၈၃၄ခွန်ခွန်၈ပေါင်းတာက၅နိနိနဲ့ဒီ၄ပေါင်းတာက၆ခွန်နဲ့ချိန်က၁၄၈ စရာတင်းနဲ့ချပောင်းရှင်ဒီ9ရမယ်ပေါ့နော်9နဲ့ဒီ9ပောင်းတာက74 6နဲ့6ပောင်းနေ20ဒီမှာ6နဲ့ဒီ7နဲ့ထပ်ပောင်းတော့12ရာဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီဆက်တဲ့ချိန်မှာတင်ချ20အရာနှစ်လေးချောင်းအထီးကီ၃လုံးဖြစ်ပါတယ်စုံကနန်းဖြစ်မယ်ပေါ့နော်ပင်ရှိအထီးကီဖြစ်ပါတယ်โอเคကျွန်တော်ဒီ68ခွန်တွေပြန်ညီစာပြထားတယ်ဗောနော်ချစ်တော်များနေ့မှာ68ခွန်ဖြစ်ပါတယ် နံပါတ်60နဲ့တင်ပါဗောနော်ရှာရှစ်တော်များနေ့မှာရှောက်ရှိခွန်89တင်ပါနိနေခွန်တင်ပါ89တင်ပါနိနေခွန်39ခွန်မှာ388တင်ပါဗောနော်39ခွန်မှာ388 93ခွန်မှာ3တော်များကို93ခွန်မှာ3တော်များကို39ခွန်မှာ39နဲ့ဘီမောင်း60နဲ့9မှာဗောနော်39ခွန်မှာ39နဲ့ဒီဆက်တဲ့ချိန်မှာကျွန်တော်တို့တင်ရှား20အရာနိလေးချောက်အထီးကြီးစုံကနန်းဖြစ်ပါတယ်နိလေးချောက်ကြီး ျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်။ဂီတာဆိုရင်ကျွန်တော်ဒီဟာကတော့ master key ပေါ့နော်။ကျွန်တော်တို့အရှိယဗီဒီယိုမှာသင်ပေးထားတဲ့အလေအပိတ်အထီး key ပင်ချေဖြစ်ပါတယ်ပေါ့နော်။အဲဒီမှာတော့ကိုငါတိကိုကိုတုံညာတုံညာကိုခွန်နေစာပြီးတော့ဒီ key ၃လုံးလုံးစုံကနန်၃မဟုတ်မာကနန်အထီးဖြစ်ပါတယ်ပေါ့နော်။တောင်ညာလေးတိချေချောက်ကွန်ချောက်တော့မြောက်ချောက်ချောက်နေပါတော့အလေမဟုတ်ရင်အပိတ်ဖြစ်ပါတယ် โอเคဒါကြောင့်မို့ဒီတပတ်မှာတော့ကျွန်တော်တို့3 5ခွန်မာကနန်ဆိုပြီးတော့အလေအပယတိပေါ့နော်ဒီဒီမှာကြတော့မာစတာကီးမှာကြတော့စုံဖြစ်ပါတယ်ပြီးခဲ့တဲ့3 5နှစ်မှာတော့3 5ခွန်ဒီဘက်မှာတော့စုံစုံနဲ့မာနဲ့9နှစ်အတွဲပေါ့နော်9နှစ်အတွဲ3 5နှစ်ဒီတပတ်မှာတော့ကျွန်တော်ဒီမှာစုံကနန်နေလေးရောက်ဖြစ်ပါတယ်ဒါတင်ရှားတဲ့နည်းအရာပါနော်နည်းလေး6ကီးဖြစ်ပါတယ် master key ပါနော်ပင်ရှိ key ဖြစ်ပါတယ်ဒီအလေးအပိတ်အထီး key ကတော့ဒီမှာ3 5ခွန်ဖြစ်ပါတယ်ခင်ဗျာ3 5ခွန်ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့နေလေး6ရက်3 5ခွန်ရက်တွဲလို့အဆင်ပြေမယ်ပေါ့နော်စုံနဲ့မာနဲ့ဖြစ်ပါတယ်အဆင်ကျွန်တော် key တွဲအနေနဲ့နေ3တွဲရမယ်ပေါ့နော်နေ5အတွဲနေခွန်အတွဲဖြစ်ပါတယ်နေပြီးတော့၄ကိုသွားတော့၄၃တွဲ၄၄ လေး၅အတွဲလေးခုအတွဲဖြစ်ပါတယ်ပြီးရင်တော့63အတွဲ65အတွဲ6ခုအတွဲဆိုပြီးတော့ကျွန်တော်အတွဲ3တွဲ9တွဲရမယ်ပေါ့နော်ဒါဆိုရင်ဒီတွဲ9တွဲကိုမိမိတို့ကျင်းနေတဲ့တဲ့၃လုံးပေါင်းချင်းပြိနေညီလိုက်ရင်ရတယ်ပေါ့နော်ဒါကီတွဲဖြစ်ပါတယ်โอเคအဲ့ဒီ39ခွန်ကတော့အလေမဟုတ်ရအပိညာမှာပဲထားပြရမယ်ပေါ့နော်ဒါသင်္ချာသွင်းရရဖြစ်ပါတယ်အဲ့ဒီထဲကကျွန်တော်ကဒီမှာ2ခွန်အတွဲရ4ခွန်အတွဲရ 6ခွန်အတွဲရကိုပို့ပြီးတော့ကြိုက်တယ်ဗောနော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခုနှစ်လုံးပိုင်လည်းရှိတယ်။ဒီခုနှစ်တလုံးဒီကီးတော်များများမှာလည်းတွေ့နေရလဲအတွက်ကြောင့်မဖြစ်ပါတယ်။โอเคကံကောင်းကြပါစေခင်ဗျာ။